သင်ခန်းစာထဲမှာဆရာပြောထားတဲ့အတိုင်းလိုက်လုပ်လို့မရဘူးဆိုပြီးတော့ကျွန်တော်ရဲ့ Photoshop Master Class ကသင်တန်းသားတွေမကြာခဏလာလာမီးတတ်တဲ့အကြောင်းအရာလေးတစ်ခုရှိပါတယ်။အမေးများလုံးလို့ဒီနေ့ဗီဒီယိုလေးနဲ့တခါတည်းပြန်ပြီးတော့မှဖြည့်ပေးလိုက်ပါတယ်။အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျွန်တော်2စီအကြောင်းကိုတင်တဲ့အခါမှာ selection 2စီအကြောင်းကိုတင်တဲ့အခါမှာကျွန်တော်ဒီ markis 2အကြောင်းကိုကျွန်တော်တင်ပါတယ်အဲ့ဒီ markis 2မှာဆိုလို့ရှိရင်ကျွန်တော်နမူနာပြတာကအခုလိုမျိုးကျွန်တော်တို့ login တဲ့နေရာလေးကို wipe ပြီးတော့မှ selection ပေးလိုက်မယ် အခုလိုမျိုး selection လေးဝင်သွားပြီဆိုလို့ရှိရင် move tool လေးကိုပြောင်းလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကဒီ selection လေးကိုကျွန်တော်တို့လိုချင်တဲ့နေရာကိုအခုလိုမျိုးဖြတ်ထုတ်လို့ရသွားတယ်ဆိုတာကိုကျွန်တော်ကတင်ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူတို့တကယ်ပြန်လုပ်တဲ့အခါကျလို့ရှိရင်ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီဘက်က file လေးကိုနမူနာပြပါမယ်။ဒီဘက် file လေးကိုသွားပါမယ်။သူတို့တကယ်ပြန်လုပ်တဲ့အခါကျတော့သူတို့ပြန်ပြီးတော့လေ့ကျင့်တဲ့အခါကျတော့ဒီလိုမျိုး selection tool ကိုယူလိုက်တယ်။ယူပြီးတော့အခုလိုမျိုးပန်းသည့် area လေးကိုပဲသူတို့ဝိုက်လိုက်တယ်။ဝိုက်ပြီးတော့ move tool ကိုယူလိုက်တယ်။ ယူပေမဲ့ဒီ selection area ကိုရွှေ့လို့မရဘဲနဲ့တပုံလုံးအခုလိုမျိုးရွေ့သွားတာကိုရွေ့သွားတဲ့အတွက်သူတို့ကဆော့ဆော့ကလို့ကျွန်တော်ဒီမှာလုတ်တလိုမျိုးဖြတ်လို့မရဘူးဆိုတာကိုအမြင်နဲ့လာလာမေးပါတယ်။အဲ့ဒါကဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်အပေါ်မှာ file နဲ့ file ခွဲထားတယ်ပေါ့နော်။ကျွန်တော် control z လေးရှင်းနေလိုက်မယ်။အဲ့ဒါကဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်အခုနမူနာပြရတဲ့ file ကကြတော့ကျွန်တော်တို့ဒီ layers panel ထဲမှာဆိုလို့ရှိရင်သူ့ရဲ့ layer က သူက rasterize layer ဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကအခုလိုမျိုး selection ပေးပြီးွားလို့ရှိရင် move tool လေးနဲ့ရွှေ့လို့ရတာပါ။ဒီဘက်မှာတင်တန်းသားအများစု ရွှေ့လို့မရဘူးဆိုတဲ့ပြဿနာမှာဆိုလို့ရှိရင်တော့သူ့ရဲ့ layers မှာဆိုလို့ရှိရင် သူ့ရဲ့ layer ရဲ့ type က rasterize မဟုတ်ဘဲနဲ့ smart object ဖြစ်နေတဲ့အတွက်ဒီလိုမျိုးကျွန်တော်တို့ရွှေ့လို့မရတာဖြစ်ပါတယ်။အဲ့တော့ smart object ဆိုတာက တောင်းတအောင်အဖြစ်တော့ကျွန်တော်တို့ပုံမှန်အဖြစ် Photoshop ကနေ file open ဖွင့်လိုက်တယ်ဆိုလို့ရှိရင်တော့ smart object နဲ့အနေနဲ့ဝင်သွားမှာမဟုတ်ဘူး smart object ဖြစ်သွားနိုင်တဲ့အကြောင်းအရာကနှစ်ခုရှိပါတယ်တစ်ခုကကြတော့ကျွန်တော်တို့တီးတဲ့ smart object ပြောင်းလိုက်တဲ့ခါမှာ smart object ဖြစ်သွားတယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ဒီ file ထဲကနေပြီးတော့မှ open နဲ့မဖွင့်ဘဲနဲ့ဒီထဲကနေပြီးတော့မှကျွန်တော်တို့က place embedded place link နဲ့ဖွင့်တယ်ဆိုလို့ရှိရင်ရောက်လာတဲ့ layer က smart object ဖြစ်သွားပါတယ်အဲ့တော့ဒီနေရာမှာအဓိကပြောချင်တာကဘာကြောင့်မလို့ကျွန်တော်တို့ကဒီ selection ကို move to နဲ့ရွှေ့လို့မရဘူးလဲဆိုလို့ရှိရင် smart object ဖြစ်နေလို့ဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုး smart object ဖြစ်နေရဆိုလို့ရှိရင်တော့ကျွန်တော်တို့ကသူ့ကို rasterize ပြောင်းပေးဖို့လိုပါတယ်။ဒါဆိုရင်ကျွန်တော် control d လေးနဲ့ deselect လုပ်လိုက်မယ်။ပြီးတော့မှဒီ layer မှာ right click ခောက်ပြီးတော့မှကျွန်တော်တို့ဒီမှာ rasterize layer ဆိုတာရှိပါတယ်။ resize လေးအောင်နှိပ်လိုက်ပါမယ်။ဒါဆိုရင်သူ့ရဲ့ smart object icon လေးပျောက်သွားပြီးတော့မှသူကရိုးရိုး layer လေးဖြစ်သွားပါတယ်။ဒီခါကျရင်တော့ကျွန်တော်ပြန်ပြီးတော့ selection tool လေးနဲ့ရွေးမယ်။စောစောကလိုပဲကျွန်တော် move tool လေးကိုကင်ပြီးတော့ရွှေ့လိုက်မယ်ဆိုရင်ကျွန်တော်လိုချင်သလိုရွှေ့လို့ရသွားပါပြီ။အဲ့တော့ဒီနေရာမှာဆိုလို့ရှိရင်တင်နန်းသားတွေကသူတို့ကသူတို့ရဲ့ file ကိုကျွန်တော်ပြောသူပေါ့နော် direct file open နဲ့မဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီကနေပြီးတော့ file နဲ့ကနေပြီးတော့ place embedded ဒါမှမဟုတ် place link နဲ့ဖွင့်ပုံရပါတယ်ဒါကြောင့်မလို့သူတို့ layers panel တွေကိုရောက်လာတဲ့ layers ကကြတော့ပုံကကြတော့ smart object အနေနဲ့တန်းပြီးဝင်သွားတာဖြစ်ပါတယ်အဲ့တော့ smart object အကြောင်းကိုလည်းကျွန်တော်သင်ခန်းစာမှာတီးသန့်အနေနဲ့ smart object တွေ clipping marks တွေအကြောင်းကိုလည်းကျွန်တော်တီးသန့်အနေနဲ့ရှင်းပြထားပါတယ်ဒါပေမဲ့ဒီသင်ခန်းစာတွေကနောက်ပိုင်းမှာဖြစ်တဲ့အတွက်အခုမှစပြီးလေ့လာတဲ့ basic သင်တန်းသားတွေကကြတော့ ရုတ်တရက်ကြီးဒီလိုမျိုးရွှေ့လို့မရတဲ့ခါကြလို့ရှိရင်တို့ဘာလုပ်လို့ဘာလုပ်အောင်မှမသိဘူးဖြစ်သွားတယ်ဒါဆိုရင်ကျွန်တော်တို့ခဏခဏဒီလိုမျိုးလာမိတယ်ပေါ့နော်အဲ့တော့ဒီပြဿနာရဲ့အဖြေကဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ layer က smart object ဖြစ်နေလို့ဖြစ်ပါတယ်အဲ့တော့တလက်စာတွေပဲကျွန်တော်ဒီမှာတစ်ခါလေးရှင်းပြလိုက်မယ် smart object ဆိုတာဘာလဲဆိုတော့ဗောနော်အဲ့တော့ smart object ဆိုတာကတော့ကျွန်တော် photoshop မှာဆိုလို့ရှိရင် smart object ကိုစပြီးတော့မိတ်ဆက်ပေးတာက cs2 မှာစပြီးတော့မိတ်ဆက်ပေးတာဖြစ်ပါတယ်အဲ့ တော့ smart object ရဲ့အဓိကအသုံးဝင်ပုံလေးကိုကျွန်တော်ပြောပြပါမယ်အဲ့တော့ smart object ဆိုတာက သူ့ရဲ့အဓိကလှုပ်ဆောင်ချက်ဒီကျွန်တော်ရဲ့ပုံတွေကို quality မကျသွားစေဘဲနဲ့ချုံနာချဲ့တာမျိုးကျွန်တော်လုပ်လို့ရမယ်နောက်တစ်ခုကကြတော့ကျွန်တော် smart object ကို ြောင်းထားခြင်းအပြင်ကျွန်တော်တို့ဒီပုံတွေမှာကျွန်တော်တို့ filter တွေထည့်ပြီးတော့မှသုံးတဲ့အခါကျလို့ရှိရင်ဒီ filter တွေကိုကျွန်တော်အချိန်မြေးပြန်ပြီးတော့မှပြင်ဆင်ပေးလို့ရမယ်။ဥပမာအနေနဲ့ကျွန်တော်ဒီပုံမှာဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီပုံမှာဆိုလို့ရှိရင်သူ့ရဲ့ layer ဒီရိုးရိုး layer ဖြစ်တဲ့ smart object layer မဟုတ်ဘူး။အဲ့လိုအခြေအနေမျိုးမှာဒီပုံကိုကျွန်တော်အလင်းမှောင်လေးကျွန်တော်တင်နေတယ်။အဲ့တော့ image ရဲ့ကနေပြီးတော့မှကျွန်တော် adjustment နဲ့သွားပြီးတော့သူ့ကိုကျွန်တော် exposure လေးခေါ်လိုက်မယ်။ခေါ်ပြီးတော့မှကျွန်တော် exposure လေးကောက်တင်လိုက်မယ်။ဒါဆိုရင်ကျွန်တော်ပုံကလင်းသွားပြီ။ โอเคဒါဆိုရင်ကျွန်တော် okay နှိပ်လိုက်ပါပြီโอเคနှိပ်လိုက်ပြီးတဲ့အချိန်မှာကျွန်တော်တို့ဒီပုံကကိုမျက်စိထဲမှာစောစောကတော့တင်လိုက်တော့တော့အဆင်ပြေဒါပေမဲ့အခုပြန်ကြည့်တော့အရင်လင်းနေပေါ့အဲ့လိုအခြေအနေမျိုးမှာဆိုလို့ကျွန်တော်တို့သူ့ကိုပြန်ပြီးတော့ပြောင်းလို့မရတော့သူ့ရဲ့ value တွေကိုကျွန်တော်ပြန်ပြောင်းလို့မရတော့ဒီလိုအခြေအနေမျိုးတွေမှာကျွန်တော်တို့က smart object ကိုတုံးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြန်ပြီး control z လေးနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးပုံတွေကို smart object apply လုပ်တော့မယ်ဆိုလို့ရှိရင်နီလန်းတစ်ခုရှိတယ်တစ်ခုက layers ပန်နယ်တွေက layer ကနေ right click သွားပြီးတော့ကျွန်တော်တို့ convert to smart object အနေနဲ့လည်းသွားပြီးတော့ apply လုပ်လို့ရတယ်။နောက်တနည်းအားကြတော့အပေါ်က menu ထဲက filter ကနေပြီးတော့မှ convert to smart filter အနေနဲ့လည်းသွားပြီးတော့မှ apply လုပ်လို့ရတယ်။အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ဒီဒီကနေကျွန်တော် right click ခောက်ပြီးတော့မယ် convert to smart object ပြောင်းလိုက်မယ်။ smart object ပြောင်းလိုက်ပြီဆိုရင်ရှင်သူ့ရဲ့ icon လေးကဒီမှာစာရွက်လေးနှစ်ထပ်ပုံလေးပြောင်းသွားရယ်ဒါဆိုရင်ဒါကကျွန်တော်တို့ရဲ့ layer သည် smart object ဖြစ်တယ်လို့ကျွန်တော်တို့နားလည်ထားရမယ် smart object ဖြစ်သွားပြီဆိုလို့ရှိရင်စောစောကလိုပဲကျွန်တော်တို့ image တွေကနေပြီးတော့ adjustment တွေက exposure လေးကိုပြန်ခေါ်မယ်ခေါ်ပြီးရင်ကျွန်တော်တို့ exposure ကိုကောက်တင်ပလိုက်မယ် okay ပုံကလင်းသွားပြီဒါဆိုရင်ကျွန်တော် okay နှိပ်လိုက်ပြီအခုချိန်မှာကျွန်တော်တို့ကပြန်ပြီးတော့မှသူ့ရဲ့ exposure တွေကိုပြန်ပြီးတော့ညှိကျင်တယ်ဆိုလို့ရှိရင်အကယ်၍ဒီ smart object လေးကဒီလိုမျိုးပိတ်နေရဆိုရင်ဒီမြားလေးကိုဖွင့်လိုက်ပါ ဖွင့်လိုက်ပြီဆိုလို့ရှိရင်သူ့ရဲ့အောက်မှာကျွန်တော်တို့ထည့်ထားတဲ့ filter အားလုံးပေါ်လာပါလိမ့်မယ်။အဲ့တော့ exposure ကိုကျွန်တော်ပြန်ပြီးတော့ကစားခြင်းနဲ့ဆိုရင် exposure လေး double click ခောက်လိုက်မယ်။ပြီးရင်ကိုယ်စိတ်ကြိုက် exposure ကိုကြိုက်တယ်လို့မျိုးကစားလို့ရတဲ့အတွက် smart object ကိုတုံးရအဖြစ်ကျွန်တော်တို့ကအချိန်မြွေးပုံတွေကိုပြန်ပြီးတော့ adjustment ပြန်ပြီးတော့လုပ်လို့ရပါတယ်။ဒါကတော့ smart object ရဲ့လုံဆောင်ချက်ပဲဖြစ်ပါတယ်။နောက်ဆိုလို့ရှိရင်တော့ဒီလိုပြဿနာလေးကြုံလာတဲ့အခါမှာကိုယ့်ရဲ့ layer က smart object လားဒါမှမဟုတ် you you normal rasterize layer လားဆိုတာကို ပြန်ပြီးတော့မှစစ်တက်သွားမယ်လို့ညွှန်လင်းပါတယ်